အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမောကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်။အဲ့ဒါကျွန်တော်ဒီနေ့မနက်မှာဒါကျွန်တော်တို့အပြောင်းရွှေ့သတင်းကိုပြောမလို့ပဲဒါပေမဲ့တခြားသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်ပြောဖို့လိုလာခဲ့ပြီ။အဲ့ဒါတဲ့ဘုကလက်ရှိမှာဘာစီလိုနာအသင်းကတော့ဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့လာလီဂါတိုက်တဲ့ချန်ပီယံဖြစ်လို့သွားခဲ့ပြီပဲဖြစ်ပါတယ် ဒါကြတော့ဘာဆိုနာတင်းနေတာမင်းညာကအစပန်ညိုကို290ဆိုတဲ့ရလန်နဲ့အနိုင်ရခဲ့ပြီးတော့ဘာဆိုနာအသင်းနေနဲ့ဒါကြတော့သူတို့လာလီဂါတိုက်တဲ့ကြီးကိုဒါကျွန်တော်တို့စွခူးသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒါကျွန်တော်လုံးဝကိုတွေးရမှာဒါကျွန်တော်တို့တွေးရမှာရှိတယ်ပေါ့နော်ဒါကျွန်တော်ဒီနှစ်အပိုင်းစမှာဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားခဲ့တဲ့အာအကြောင်းအရာကဘာလဲဆိုတော့ဒါကျွန်တော်တို့လာလီဂါမှာဒါကျွန်တော်ဘာဆိုနာအသင်းလုပ်ပြမယ်ဆိုတာကတော့အကုန်လုံးဒါနားတဲ့လောက်ရှိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့ ဒီလာလီဂါဆော့ဖလာကိုခုလက်ရှိအရေးပါတဲ့ကစားသမားတွေမှာဒါကျွန်တော်တို့ဘာဆူနာရဲ့ဒါကျွန်တော်လာမာစီယာရဲ့လူငယ် product တွေနဲ့လူငယ်အိမ်မက်တွေပေါ့နော်လူငယ်အိမ်မက်တွေကတကယ်ကိုအများကြီးအများကြီးရေးပါခဲ့တယ်အဲ့တော့ ဒီအတော့ပရမောက်ဆုံးအနေနဲ့ဒီနေ့မှာကျွန်တော်ဘာဆိုလိုနာအသင်းကို congratulation လုပ်ချင်ပါတယ်။ဘာဆိုလိုနာအသင်းနဲ့တကယ်ကိုဒါကျွန်တော်ဒီနေ့မှာတော့တော်တော်လေးကို Hansi Flick နဲ့တူ Hansi Flick ရဲ့ဒါကျွန်တော် fresh year မှာတင်ကိုသူ့နဲ့လုပ်ပြခဲ့တယ်။ဒါဒီနေ့မှာဒါကျွန်တော်တို့ဒါ Europa ဖလားကလွဲရင်တော့ဒါကျွန်တော်ဒီနေ့မှာပြည်တွင်းဖလားတွေအကုန်ရရှိခဲ့တယ်။ Domestic travel အထိပါဒါကျွန်တော်တို့ဘာဆိုလိုနာအသင်းရရှိခဲ့တဲ့အထိကိုဒါကျွန်တော်တို့လမ်းပြန်ထွက်ခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိဒါကျွန်တော်ဘာဆိုလိုနာအသင်းနဲ့ဒီနေ့မှာဒါကျွန်တော်အကောင်ဆုံးကစားသမားညင်းပယ်စရာမလိုဘဲဒါလမိန်ရမယ်ပဲရမယ်လို့ကျွန်တော်မြင်။ဒါပေမဲ့ မစနာကြီးရဒါကြောင့်ခမငင်မွေးချံပေါက်ကလပ်ကနေလာတဲ့ခြာတိတ်ခမသိစ်တဲ့ကလပ်ကိုခမကဲတင်ခွင့်ရတဲ့မူမန်ကတကယ်ကိုအိမ်မက်ဆန်ခဲ့တယ်လို့ပဲပြောရမယ်တော့ပါတယ်ဒါကြောင့်သိကြတယ်ပဲအခုချိန်ထိပါစနာသင်္ကန်တာငွေကြီးပြဿနာတွေဒါကြောင့်အဖြတ်နာအဖြာပြာနဲ့ဒါကျွန်တော်ရှင်းနေရဆဲဖြစ်ပေမဲ့အသိကဒါကျွန်တော်လူငယ်တွေနဲ့အတူဒါအကောင်းဆုံးလုတ်ပြသွားခဲ့တာကိုတော့အများကြီးအများကြီးချီးကျူးအောင်ဖြစ်တယ်အဲ့တော့ ဘာစလုံးအသင်းနဲ့ဒီနေ့မှာဒါကျွန်တော်တို့ Real Madrid ကိုလည်း El Clasico ဒါ၄ချိန်ကံပြီးတော့၄ချိန်လုံးနိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်တကယ်ကိုဒါချီချူးစရာကောင်းတယ်မှာဒါပေမဲ့ဒါလက်ရှိမှာဒါပါပါလေချန်ပီယံလိမှာဆိုလဲဒါကျွန်တော်တို့ဆီမီဖိုင်နယ်ထိတက်လန်းခဲ့ပြီမဲ့ဆီမီဖိုင်နယ်မှာဒါအင်တာမီလန်အသင်းကိုဒါကျွန်တော်ရှုံးနေသွားခဲ့တယ်။ဒါပေမဲ့အဲ့တော့လည်းအင်တာမီလန်ကဒရိုက်တယ်ပဲဒါကျွန်တော်တို့နိုင်သွားခဲ့တာ။အိုးပြောကြအောင်တော့ဒါပေမဲ့ဘလို့ပြောလူငယ်တွေနဲ့ဒါကျွန်တော်တို့ဖွဲ့စည်းထားတဲ့အသင်းသင်းကဒီလောက်တောင်ပဲလုပြနိုင်သလားဆိုတာကိုပြသွားခဲ့တယ်။ဒါပေမဲ့ ဒါကျွန်တော်တို့ဟိုတွေးမိတာပေါ့နော်ဒါကျွန်တော်တို့လူငယ်တွေအနေနဲ့သူတို့တိတ်ချစ်တဲ့ club ကိုသူတို့ကယ်တင်ခွင့်အပြေအဝရခဲ့တယ်ဆိုတဲ့အိမ်မက်ကတိတ်ပြီးလှပခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်အဲ့တော့ဒါကျွန်တော်ကူဘာစီရိုအိုဆိုဒါတပြည့်ရီရတာပေါ့နော်ဒါကျွန်တော်ဒါညတော့ဒါပွဲမကြည့်ဖြစ်ခဲ့ဒါပေမဲ့ Twitter ဖွင့်လိုက်တဲ့အချိန်မှာညအစပယ်ညောကဒါကျွန်တော်တို့သူတို့ရဲ့အိမ်ခွင့်မှာဘာဆိုလဲအောင်ပွဲခံတော့တိတ်ပြီးကြည့်မရလို့ဆိုပြီးရေဘန်းတွေဖွင့်ချလိုက်တယ်ဆိုပေဒီမနေ့ဖွင့်ချလိုက်တဲ့အချိန်မှာဒါကျွန်တော်ဘာဆိုနော်ဒါကစားသမားတွေကရေထဲမှာပဲကပြီးတော့ဒါဆက်လက်ပြီးအောင်ပွဲခံခဲ့တယ်ပေါ့နော်အဲ့တော့လူငယ်တွေကတော့လူငယ်တွေပါပဲတကယ်လို့ဒါကျွန်တော်နောက်ဆုံးမိနစ်နောက်ဆုံး စကန်ဒီတို့အနေနဲ့ဒါပျော်ရွှင်ပွဲရရတယ်ဆိုတာအကုန်လုံးပျော်ရွှင်သွားတော့ပါစနာတစ်နဲ့ဒီနှစ်မှာပေါ့နော်ဒါကခက်ခက်ခက်ခဲဒါကျွန်တော်တိုက်ပွဲဝင်ခဲ့ရတယ်ဒါကျွန်တော်တို့လက်ရှိမှာဒါအစိုးရကတန်ဟီအိုဒိုမိုဂူဒါကျွန်တော်ဟိုမှတ်ပုံမတင်နိုင်ခဲ့တဲ့ပြဿနာတွေကျွန်တော်အဖက်ဘက်ကကြည့်မယ်ဆိုရင်ခံစားရတဲ့ပြဿနာတွေကတော်တော်လေးကိုဒါကျွန်တော်တို့အချိန်ဒီအရာစိတ်ပြက်စရာကောင်းခဲ့တဲ့နေရာမှာပါပါတယ်တို့ပေမဲ့တော့ညလေဒါပေမဲ့တစ်ခါခါကြာရင်ဒါကျွန်တော်တို့ ဟိုအမောင်တွေကယုံထွက်နိုင်ခဲ့တာကတော့ဒါကျွန်တော်တို့ finish ငှက်တစ်ခုလို့ပါပဲတကယ်ကိုဒါကျွန်တော်တို့လမ်းပြန်ထွက်နေတဲ့ဒါကျွန်တော်တို့ဟိုဘာဆိုတော့အသင်းကိုကျွန်တော်တို့ပြန်တွေ့ခဲ့ရတယ်တကယ်ကိုဒါကျွန်တော်တို့အေးပေါ့လူငယ်တွေညာဘူးတာငွေမသုံးဘူးဆိုတဲ့စကားတော့တော့ပြောလို့မရဒါဘာဆိုတော့ဒီနေ့မှဒါ Danny Olmo တို့လူကစားသမားမျိုးကိုဈေးကြီးပေးဝယ်ခဲ့တာတော့အမှန်ပဲဒါပေမဲ့ဘလူးပဲပြောတာပြန်ကြည့်မှဆိုရင်ခါတိုင်းဘာဆိုတော့အသင်းနေနေတာကျွန်တော်ဝုန်းနိုင်လုပ်နေတာတဲ့ဆိုင်ဒီနေ့မှဒါလူငယ်တွေကိုအားကိုးသွားတယ်ရှင်းရင်းဆွဲကစားသမားတွေကိုပို့ပို့ပြီးအားကိုးခဲ့တယ်နောက်ဆုံးမိနစ်နောက်ဆုံးစကန်ဒီဒီစကားဒီဘော ေးပေါ့ဒီနေ့ရတာကျွန်တော်တို့ဘာစလိုနာရဲ့အောင်မြင်မှုကလာမာစီယာပေါ်အခြေခံထားတယ်လို့ပြောရင်တော့ကျွန်တော်ဒီနေ့မှားမိတော့မတွေ့ဘူး။ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်အကုန်လုံးစုံပြီးတော့အကုန်လုံးဒါကျွန်တော်အောင်မြင်ခဲ့တဲ့နေ့တည်းလို့ပြောလို့ရတယ်။ဒါဥရောပအောင်မြင်မှုကဒါကျွန်တော်တို့အများကြီးဟိုသိပြီးချက်ပြောစရာမလိုဘူးမဲ့။ဒါမှမဟုတ်တော့ပဲဘာစလိုနာအသင်းမှာနော်ပြင်းပြင်းနဲ့ကံကောင်းတဲ့ဥစ္စာတစ်ခုကဆိုတော့ပြန်လဲတီဆောက်နေတယ်ဆိုတဲ့စကားကိုဘာစလိုနာအသင်းမှာသိမတွေ့ဘူး။ဘာလို့လဲဆိုတော့လူငယ်တွေကိုကြည့်လိုက်လာမာစီယာကလက်ရှိလာ ထွက်လာတဲ့ product တွေဆိုရင်ဒါကျွန်တော်တို့ work in progress ဆိုတဲ့ဥမာလမင်းရမယ်လို့ခြာတိတ်မျိုးဆိုရင်ဒါကျွန်တော် Barcelona အသင်းနဲ့ your in တခါတဲ့တန်းတုံလို့ရတယ်ဆိုတဲ့ perfection တွေကို Barcelona အသင်းကအမြဲတမ်းရခဲ့တယ်ပေါ့နော်အဲ့တော့ဒါဘယ်လိုပဲပြောတာတော့တိတ်ပြီးတော့စိတ်ဝင်စားတဲ့တိတ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ movement တွေကဒါပါပဲတခါကျရင်လောကကြီးကပြဟိုဘောလုံးလောကမှာပေါ့နော်ခုနပိုင်းတာကျွန်တော်တို့ဟို modern ball လောကမှာစိတ်ပြတ်ဖို့ကောင်းတဲ့ movement တွေအများကြီးရှိလို့ဒါဒီလိုမျိုးဟို ဘွမ်းတာဘူးကောင်းတဲ့ proper ပေါ့ movement တွေလည်းအများကြီးရှိရတယ်မှာပါပါတယ်တကယ်ကိုဒါဒီအုပ်စုကိုလည်းအများကြီးကြီးကျူးတယ်ဒါကျွန်တော်တို့ဒါဟိုမြင်ခဲ့ရတွေ့ခဲ့ရတဲ့အုပ်စုကိုကျွန်တော်အများကြီး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 ကြီးကျူးတယ်ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောပါဒါကျွန်တော်တို့လက်ရှိဒါဒီနေ့ဘိုင်းအစောပိုင်းမှာဒါကျွန်တော်တို့ဒီအသင်းနဲ့ဒါကျွန်တော်တို့လမင်းရမဲတို့ဘာကြီးများလောက်ကြနိုင်ခဲ့လဲဆိုတော့ကျွန်တော်အများကြီးကြီးကျူးအဲ့တော့ဒီ အောင်မြင်မှုမှာလည်းဇာဗီလည်းအများကြီးပါပါတယ်ဇာဗီနေတဲ့ဒီလူငယ်တွေရောကိုသူ့အနေနဲ့နေရာပေးခဲ့တာတော့ညင်စရာမလိုဘူးနောက်နောက်ပေါ်လို့လမင်းရမဲတို့ပါဆိုတာဟန်စီဖလစ်ဒါကျွန်တော်တို့လက်ထက်မှာပို့ပြီးတောက်ပတ်လာမှန်ပေမဲ့ဇာဗီရဲ့လက်ထက်မှာဒီလူငယ်တွေကိုဒါကြောင့်ဇာဗီနေနဲ့လာမာစီယာဘလောက်ကောင်းလို့သူအသီးဆုံးဖြစ်တဲ့ကြောင့်သူနေအောင်မြောက်ပေးခဲ့တော့ဒါကျွန်တော်အများကြီးပေါ့နော်ဒါတစ်ခါကျရင် combination of success ပေါ့ဒါကျွန်တော်တို့ဒါအောင်မြင်တဲ့ဒါတဖြည်းဖြည်းနဲ့ဒါကြောင့်လက်ရှိမှာဘာဘာဆိုတာတင်လဲဒါ financial ဒါကျွန်တော်တို့ freedom ပြန်ရဖို့တဖြည်းဖြည်းနှိဆက်လာတယ်ကစားသမားတိုင်းလက်ရှိမှာဒါကျွန်တော်အရင်တော့ကကစားသမားဝယ်ပြီးဆိုရင်ဘာဆိုတာတင်တဲ့ hit or miss အရေးများတဲ့အခြေအနေ ီကနေပြီးတော့လက်ရှိမှာဘာဆုနာတင်းတဲ့လူတီတီချာချာပြန်ဝယ်တက်လာအဲ့တော့ပြောလက်ရှိမှာဒါဟိုစပ်ပတနာတွေအများကြီးကိုဖြည့်ရှင်းပေးနေတာကျွန်တော်တို့လပေါ်တာတယောက်လည်းအများကြီးအများကြီးတော်တယ်လို့ပဲပြောမှာခုနကဘေးလူအနေနဲ့ကြည့်မယ်ဆိုဒီဘဲကဒါကျွန်တော်တို့ပြောကြရင်အများကြီးအများကြီးရှိပေမဲ့အခုလက်ရှိမှာဒီဘဲအနေနဲ့ကိုအသိမ့်ပေါ်ကိုတကယ်ကိုအများကြီးအများကြီးလှုပ်ပေးနေတာကိုတော့ကျွန်တော်အများကြီးအများကြီးချီးကျူးရမယ်လို့ပဲပြောပြရစီ ဒါဘယ်လိုပဲပြောပါမိတို့ပင်စူစီကောင်မို့တကယ်ကိုဒါအင်ပတာမအချီချူဖို့ကောင်းတဲ့လူငယ်အစုဖွဲ့နဲ့လူကြီးအစုဖွဲ့ပေါင်းလိုက်တဲ့အချိန်မှာတော့ဘာစလိုအသင်းကတော့ဒါကျွန်တော်လာလီဂါချန်ပီယံဖြစ်လာလို့လာခဲ့ဖြစ်တယ်။ဒါပေမဲ့ဒါကျွန်တော်တို့ဒါလက်ရှိလာလီဂါတွေမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ပြည်တွင်းမှာပါစူဖလာ၃လုံးလုံးကိုစုကူးနိုင်ခဲ့တယ်ဆိုတာကတော့တော်တော်လေးကောင်းတဲ့ချက်ဖြစ်တယ်။အဲ့တော့ဒါဒီလူငယ်အစုဖွဲ့တဲ့ဒါကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ဒါ progress ရဲ့ဒုတိယနှစ်မှာလောက်လောက်ထားလုပ်ပြနိုင်ခဲ့တာကတော့အများကြီးအများကြီးချီချူဖို့ကောင်းတယ်။အဲ့တော့ဟိုဘယ်လိုပဲပြောပါဒါကျွန်တော်တို့ ဟေးဘောလို့တချို့ကြလဲအိုမိုတို့ပါဘူးပြန်ကြအိုမိုကိုရိုင်းလာမာစီယာထတဲ့ကြောင့်လာမာစီယာဘရဒါလို့ပဲပြောအောင်ဘောနော်အဲ့တော့ဒါကြောင့်ဒီနှစ်မှာရာဖိညာရဲ့တူတက်မှုဒါဒီနှစ်မှာဒါလမင်းရမေးရဲ့တကယ်ကိုအင်မတန်မှကောင်းမွန်တဲ့ဒါခြေစွမ်းနေပြီအဲ့တော့တခါကြရင်ပြလမင်းရမေးကိုကြည်ပြီးတော့ဘောနော်အော်ဒီလိုလူငယ်တွေငါတို့အသင်းမှာများရှေ့ဘလောက်ကောင်းလဲမယ်ဆိုအတွင်းမျိုးကဒါကျတော့ဘလုံးမွဲကြည်တိုင်းတွေးမိတဲ့အဖြစ်မျိုးဘောနော်အဲ့တော့ဟဲကွန်ဂရက်ဂျူလေးရှင်းပါဘာဆိုနာရေးဘာဆိုနာတင်ကလက်ရှိမှာဒါကျတော့ဒီဆူဖလာနဲ့ သူ့ထပ်ပို့ပြီးတော့ Titan နဲ့ Club တင်းပြသည်မှာတော့မရှိခဲ့ဘူးလို့ဆိုအောင်ပေါ့နော်အဲ့ဒါကျွန်တော်ဒီနေ့မှာကိုယ်လေး Barcelona ပွဲစဉ်ကိုတော်တော်များများတည်တည်ချာချာပြန်ကြည့်ဖြစ်ခဲ့တဲ့ကြောင့်မို့ဒါကြည်ရကြုံတဲ့ပွဲစဉ်လို့ပြောလို့ရတယ် Barcelona တင်းကဒါလက်ရှိဒါ Hansi Flick ရဲ့လက်အောက်မှာပေါ့နော် Hansi Flick ကိုလည်းဒါအများကြီးချီးကျူးကျင်းပါတယ် Hansi Flick ရဲ့လက်အောက်မှာဒါကျွန်တော်စက်ရုပ်ဆန်တဲ့ဘောလုံးလောကကြီးပေါ့ကျွန်တော်တိုးထွက်ပြပြီးတော့ဒါဘောလုံးကို entertainment ဆော့ပြီးတော့ဒါ supply ရယူနိုင်တယ်ဆိုတာကိုလည်းပြောချင်တာဗျာဒါကျွန်တော်တို့ဘောလုံးကိုဒါကျွန်တော်တို့ပြောမှာ BSR တို့ Angie Booster Glue တို့လို့ဆော့ပြီးတော့ဒါအတင်းက time ပတ်ပဲ ဲ့အသင်းကဖလားရနိုင်တယ်ဆိုတာကို Hansi Flick ကထပ်မံပြီးတော့ပြသခဲ့တယ်ပေါ့နော်အဲ့တော့ဒါ entertaining လည်းဖြစ်ရမယ်စူဖလားရနေလည်းရရမယ်ဒါခုနကပြောလို့ပဲအကုန်လုံးလည်းအဆင်ပြေရမယ်အဲ့တော့ ဒီနှစ်ကတည်းကကျွန်တော်ဘာဆိုလိုနာကပြည်စုံတဲ့အသင်းသတင်းတော့အရင်ကြီးဟုတ်မယ်တော့မဟုတ်ဘူးဒါပေမဲ့ပရိသတ်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်ဒီဘာဆိုလိုနာအသင်းကကြည့်ပြော်ရှုပြော်ဆိုရတဲ့အများကြီးပူတာတဲ့အသင်းဆိုတာတော့ကျွန်တော်ဒီနေ့ညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုတ်ကူရရပြောပေးရစီပေါ့နော်အဲ့တော့မြည်တော့ပင်ဆိုစီကောင်ဘာဆိုလိုနာအသင်းကတကယ်ကိုဒါကျွန်တော်မျက်စိရှိရင်တော်တော်လေးကိုအင်မတန်မှအားရစရာကောင်းတဲ့အသင်းသမီးဖြစ်လာခဲ့ပြီဒီထက်ပိုပြီးတော့အများကြီးအများကြီးစူဖလာတွေစုကူးနိုင်ပြီးတော့ဥရောပအောင်မြင်မှုတွေပါရနိုင်ပါစေလို့ကျွန်တော်ကတော့ဒီနေရာကနေစုမ ွန်ကောင်းတောင်းပြီးခဲ့တယ်အဲ့တော့ဒါမက်ဆီကတော့ဒါသူ့ရဲ့ Instagram မှာလည်းဒါဘာစလိုနာသင်းဒါဆူပလိုက်ယာကသူ့နည်းအောင်ပွဲခံပြီးခဲ့တယ်အဲ့တော့ဒါကျွန်တော်တို့ဘာစလိုနာရဲ့ဒီနှစ်ရဲ့လာလီဂါတိုက်တယ်ကဒီအသင်းအတွက်အများကြီးအရေးပါတယ်ဆိုတော့ကျွန်တော်လည်းပြောချင်မလို့ဘူးဒီအသင်းအတွက်ဒါကျွန်တော်တို့လာမယ့်နှစ်တွေအတွက်အကောင်းဆုံးတွန်းအားတစ်ခုဖြစ်လာမယ်ဆိုတာကတော့လုံးဝလုံးဝငင်းစရာမဟုတ်ဘူးလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်တို့မြင်ပြီးရတယ်မှာပါပါတယ်အဲ့တော့ဒီလိုပဲဆိုစရာမှု congratulation ပါဘာစလိုနာသင်းဘာစလိုနာသင်းကလက်ရှိမှာဒါကျွန်တော်တို့လာလီဂါတိုက်တယ်ကြီးကိုတော့2024 2025ရာသီမှာချန်ပီယံဖြစ်သွားလို့ကြ ားခဲ့ဖြစ်ပါတယ်။ဒါလည်းပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုညီလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမိကြပါနဲ့။အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3.0တဲ့ TV4 တွေနည်းနည်းတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစောကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။ မြမြလေးလေးကလစ်ဖို့မမိကြပါနဲ့ဦးမြမြကလစ်မမြင်နိုင်ဖြစ်ပါလေအားလုံးပဲကြိုးတူမှာရအောင်မွန်တော့နေလေးတနေ့ဖြစ်ပါစို့စုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့အားလုံးပဲကြိုးတူမှာလေမြမြကလစ်ပြီးကြအောင်ဗျမြမြကလစ်မမြင်နိုင်ဖြစ်ပါလေအားလုံးပဲကြိုးတူမှာရဒီပါပါ